Música ဒီနေ့ဦးလွမ်းမိုးတည်ဆိုထားတဲ့ဟိုကိုကြီးရဲ့မခင်နေသည့်တခြင်းရဲ့ intro တင်းဒီကိုသွားကြည့်အောင်နော်ကျွန်တော်တို့ဒီတပိုင်းကျောင်းသွားကြည့်မယ်ပေါ့နော်ဟုတ်ပြီကျွန်တော်ဒီကနေစသွားကြည့်မယ်အဲအကောင်လေးကိုသွားကြည့်မယ်နော်တန်တင်လေးကိုတခြားပြန်ထပ်မှတ်မယ်နော်ဟုတ်ပြီနော်အကောင်ကကျွန်တော်ကတော့ဒီနှစ်ကျိုး၅ခွက်ကိုလက်တန်းနဲ့ထောက်လိုက်တယ်နော်ထောက်ပြီးတော့နှစ်ချက်တီးတယ်နှစ်ကျိုးနှစ်ချက်တီးရပါတော့နော် ဟုတ်ပြီပြီးရင်အဲ့လက်တန်းလေးကိုလွတ်လိုက်ပြီးတော့နှစ်ကျိုးလွတ်ကျိုးနှစ်ချက်ထက်တည်ရပါတော့နော်အဲရမလားအဲ့လိုဖြစ်သွားမယ်ရမလားနော်အဲပြီးရင်အဲ့ကောင်ကကျွန်တော်တို့၃ကျိုးနှစ်ကွက်ကိုလက်ညှိုးနဲ့ထောက်လိုက်တယ်ကျွန်တော်ကတော့နော်ထောက်ပြီးတော့အဲ့၃ကျိုးနှစ်ကွက်ကိုပဲနှစ်ချက်တည်လိုက်တယ်ရမလားနော်ဒီကနေ့ပြန်တည်ကြည့်မယ်ပြီးရင် သုံးကြိုးလွတ်ကြိုးဒီလိုက်တဲ့တစ်ချက်ရမယ်နော်အဲ့တော့စသွားမယ်ဟုတ်ပြီအဲ့ဟာပြီးရင်အကောင်လေးအကောင်လေးလာရယ်နော်အဲ့ဟာလေးကိုတစ်ချက်ပြန်နားထောင်ကြည့်မယ်ဟုတ်ပြီအဲ့ဟာကသုံးကြိုးနှစ်ကွက်ကိုလက်ညှိုးနဲ့ပဲဖိထားမယ်ဖိပြီးတော့သုံးကြိုးနှစ်ကွက်ကိုနှစ်ချက်တီးမှာအဲ့ပြီးရင်လေးကြိုးနှစ်ကွက်ကိုလက်ညှိုးနဲ့ ပေါ်တိုးပြီးပြစ်လိုက်ပါเนาะပြီးပြီးတချက်တိမယ်လေးချိုးအပြင်း၃ချိုးလွတ်ချိုးတချက်တိမယ်ရပါလားเนาะရပါမယ်เนาะဟုတ်ပြီအဲ့တော့အစနေတိကြည့်ပဲရမယ်နော်ဟုတ်ပြီနော်အောက်မှာတက်မလို့လေးလည်းပါတယ်ဆိုတော့ကျွန်တော်အဲ့ဟောက်လည်းကြည့်မယ်ပေါ့နော်ဟုတ်ပြီနော်အဲ့ဟာပြီးရင်ကျွန်တော်တို့ဒီဟာလာတယ်နော် အဲ့အလေးကိုပြန်တီးပြမယ်အကောင်ပြပြမယ်နော်အကောင်ကကျွန်တော်တို့လက်ကလေးနဲ့တချိုး၃ကွက်ကိုဖြီးပြီးတော့တစ်ချက်လေးလိုက်တချိုးဟုတ်ပြီနော်ပြီးရင်ကျွန်တော်တို့လက်ညှိုးနဲ့တချိုး၂ကွက်ကိုဖြီးမယ်အဲဖြီးပြီးတော့ကျွန်တော်တို့တချိုးကိုပဲနောက်တစ်ချက်ထပ်တီးမယ်ရမယ်နော်ပြီးရင်အဲဒီဟာ P T B R နဲ့ကျွန်တော်တို့ဘယ်ဘက်လက်ကိုပဲလက်ကလေးနဲ့တချိုး၃ကွက်ကိုအားနဲ့ပေါက်ချမှာနော်အတန်းထွား ညာဘက်လက်ကမတီးဘူးเนาะအဲအားနဲ့ပေါက်ချောင်ပြီးရင်အဲလက်ကလေးကိုပြန်ကုတ်ချပါမယ်เนาะတိကျိုး၃ခွက်ကိုလက်ကလေးနဲ့ပေါက်မယ်ပြီးရင်အဲလက်ကလေးကိုပြန်ကုတ်ချမယ်လက်ညိုးကတော့ဖိထားတယ်တိကျိုး၄ခွက်မှာเนาะအဲဟမ်းမောင်းကိုပို့တော့ဝင်လိုက်တာပေါ့เนาะဟုတ်ပြီဒါမျိုးပြတ်သွားမယ်အဲเนาะရမယ်နော်အဲအဲ့ရပြီးရင်တိကျိုးလွတ်ကျိုးတစ်ချက်တီးမယ် ရမယ်နော်ရမယ်နော်အဲ့ဟာပြီးရင်အင်းအဲ့လာရနော်အဲ့ဟာကကျွန်တော်တို့လက်တကြွေနဲ့နှစ်ကျိုး၃ခွက်ကိုဖိပြီးတော့နှစ်ကျိုးတစ်ချက်တည်းမယ်ပြီးရင်လက်ညိုးနဲ့နှစ်ကျိုး၁ခွက်ကိုဖိပြီးတော့နှစ်ကျိုးတစ်ချက်တည်းမယ်အဲ့ပြီးရင်နှစ်ကျိုးလွတ်ကျိုးတည်မယ်ပြီးရင်ကျွန်တော်တို့ 3ကြို2ကွက်ကိုလက်ညှိုးနဲ့ဖိပြီးတစ်ချက်တီးမယ်။ရမလား။ဒါလေးပြန်တီးပြမယ်။ရမယ်နော်။အဲ့တော့ဒီကနေ့တီးကြည့်မယ်။ဟုတ်ပြီနော်ဖြည်းဖြည်းပြန်တီးကြည့်မယ်ရမယ်နော်ဟုတ်ပြီအဲဆိုရင်ကျွန်တော်တို့အကောင်အစားအနေပြန်တီးကြည့်အောင်စမယ်နော် ောက်တစ်ခေါက်ပြန်လေ့ကျင်မယ်ရမယ်နော်ဟုတ်ပြီအဲ့ဟာပြီးရင်ဒါလာတယ်ဟွန်း sorry ရမယ်နော်အဲ့ကောင်ကကျွန်တော်တို့ဒီလက်ကလင်နဲ့၃ဂျိုး၂ကွက်ကိုဖိထားဖိထားပြီးတော့ကျွန်တော်တို့အဲ့၃ဂျိုးတစ်ချက်ဒီလိုက် တီးပီရနဲ့ကျွန်တော်အဲ့လက်ကလေးကို၃ဂျူ၄ဘွက်ကိုဆွဲလိုက်မှာဆလတ်နော်ထိပြီးတော့ဆွဲမှာနော်၃ဂျူ၄ဘွက်ကိုရအောင်ရမယ်နော်ပြီးရင်အဲ့အကောင်ကကျတော့ကျွန်တော်တို့လက်ညိုးနဲ့နှစ်ဂျူ၃ဘွက်ကိုဖိပြီးတော့နှစ်ဂျူတစ်ချက်ထိလိုက်တာနော်ဖြစ်နိုင်ရင်တော့လက်ကလေးပါမလွတ်နဲ့ဘောနော်လက်ကလေးကအတန်ပါဘာနှစ်ယောက်တီးဘောနော် sustain လေးကျန်နေယောက်တီးဘောရမယ်နော်အဲ့ဆိုရင်ကျွန်တော်တို့ဒီနေရာလေးကနေစတင်ကြည့်မယ်နော် အဲ့လိုတစ်စက်တည်းဖြစ်သွားပါဘောနော်ဟုတ်ပြီအဲ့ဟာပြီးရင်ကျွန်တော်တို့ကဒါလေးလာတယ်နော်ပြန်ပြန်နားထောင်ကြည့်နော် sorry အဲ့ဟာကကျွန်တော်တို့ဒီ၃ကျိုး၅ကွက်ကိုလက်ညှိုးနဲ့ဖိပြီးတော့၃ကျိုးတစ်ချက်တီးလိုက်နော်အဲ့ဟာလေးကတီးပြီးအတန်လေးကိုဖြတ်ပြလိုက်တယ်နော်စတက်ကတိုလေးပေါ့နော်အတန်လေးကိုအတန်လေးကိုလို့ပြပြအောင်လုပ်ပြလိုက်တယ်နော် ပြောင်းကကျွန်တော်တို့ကဒီဖိထားတဲ့လက်ညှိုးလေးကိုကြွားလိုက်ရုံပဲဟုတ်ပြီနော်အဲ့ဒါအတန်းပြတ်သွားတယ်ဟုတ်ပြီအဲ့ဒါပြီးရင်ကျွန်တော်တို့နောက်ထပ်တစ်ချက်၃ချိုး၅ကွက်ကိုပဲတစ်ချက်ခတ်တည်မယ်ပြီးရင်လက်တစ်ကြွယ်နဲ့၃ချိုးခုံကွက်ကိုတစ်ချက်တည်မယ်ဖိပြီးတော့နော်ဒါမျိုးပေါ့ရမယ်နော်အဲ့ဒါပြီးရင်အဲ့ဒါပြီးရင်ကျွန်တော်တို့ကဒီလက်ဖိထားတဲ့၃ချိုးခုံကွက်ကိုဖိထားတဲ့လက်တစ်ကြွယ်ကို တစ်ချက်တီးပြီးတော့၃ဂျိုး၉ကွက်ကိုရအောင်ဆက်လိုက်ဆွဲလိုက်ပါပေါ့နော်။ရမယ်နော်။ဖြီးပြီးဆွဲလိုက်ပါ။ရမယ်နော်။အဲ့တော့ဒီကနေ့ပြန်လေးကြည့်မယ်။ရမယ်နော်။ပြီးရင်အကောင်ကကျွန်တော်တို့၂ဂျိုး၈ကွက်ကိုလက်ကလင်နဲ့ထောက်ပြီးတော့၂ဂျိုးတစ်ချက်တီးပါ။နော်။ဒါမျိုး။အဲရမယ်နော်အဲ့ဟာပြင်ရင်ကျွန်တော်တို့က ဒီ၃ဂျိုး၉ကွက်ကိုကျွန်တော်လက်သကျွန်းနဲ့ဖိပြီးတော့၃ဂျိုးတစ်ချက်ပြီးမှာရမယ်နော်ဒါမျိုးလေးပေါ့ရမယ်နော်ကျွန်တော်နှုတ်ထဲမှာကတော့ကျွန်တော်က၂ဂျိုး၅ကွက်ကိုရေးရေးမိလိုက်တယ်ပေါ့နော်တူတူပါပဲနော်ဘယ်နေရာကိုင်းကရရ၂ဂျိုး၅ကွက်ကိုပဲထောက်ထောက်၃ဂျိုး၉ကွက်ကိုပဲထောက်ထောက်တူတူပဲနော်စဉ်းပြေးပြလို့ထောက်ပေါ့ကျွန်တော်ကတော့ဒီလွယ်အောင်လို့၃ဂျိုး ကိုးကွက်ကိုပဲဒီလက်ထွေနဲ့ထားလိုက်တယ်ပေါ့နော်ဒါမျိုးလေးဖြစ်သွားမယ် sorry ရမယ်နော်အဲဒါဆိုရင်ကျွန်တော်တို့ ET ကိုအစားအနေပြန်စတည်ကြည့်အောင်နော် အဲ့ဒါပြီးရင်ကျွန်တော်တို့ကဒါလေးလာမယ်။ဟွန်းရပါလား။အဲ့ကောင်ကကျွန်တော်တို့လက်ညှိုးနဲ့နှစ်ကြိုးခွန်ကွက်ကိုဖြည့်ပြီးတော့သုံးချက်ဒီမှာ။နော်1 2 3ညမနော်သုံးချက်ဒီမှာသုံးချက်ဒီပြီးရင်ကျွန်တော်တို့လက်ခလက်နဲ့နှစ်ကြိုးရှစ်ကွက်ကိုဖြည့်ပြီးတော့နှစ်ကြိုးတစ်ချက်ဒီမှာ။ညမနော် ပြီးရင်ကျွန်တော်တို့အနှစ်ကျိုး၈ခွက်ကိုပဲနောက်တစ်ချက်ထပ်တီးပြီးတော့နှစ်ကျိုး30ခွက်ကိုဆက်လိုက်ဆွဲပါအဲ့လက်ကလေးပေါ့နော်ဒါမျိုးပေါ့အဲရပါနော်ကျွန်တော်ပြီးရင်ကျွန်တော်တို့ဒီရလာတယ်အဲအဲ့ဟာလေးနော်အဲ့ကောင်ကကျွန်တော်တို့ဒီ3ကျိုး5ခွက်ကနေပြီးတော့ခွန်ခွက်ကိုဆက်လိုက်ဆွဲပါနော်လက်ညိုးနဲ့3ကျိုး5ခွက်ကိုဖြည့်ပြီးတော့တစ်ချက်တီးလိုက် D B R နဲ့သုံးရုပ်ခုံဝဲကိုရအောင်လက်ညှိုးဆလိုက်ဆွဲလိုက်ပေါ့နော်ဖြီးပြီးတော့ပြီးရင်အဲတစ်ကျိုးကိုကျွန်တော်တို့ဒီလက်ကလေးနဲ့တစ်ကျိုးခုံကွက်ကိုဖြီးပြီးတော့တစ်ကျိုးတစ်ချက်ပြီးမှာပေါ့နော်အဲ့တော့အဲရပါမယ်နော်ဟုတ်ပြီအဲ့နေရာလေးတည်ကြည့်မယ်ရမလားပြန်ပြီးမယ်ဟုတ်ပြီเนาะအဲ့တော့ကျွန်တော်တို့ အဲ့ဒီကိုအစအနေတည်ကြည့်အောင်ရမယ်နော်အဲရမယ်နော်ဟုတ်ပြီအဲ့ဒါပြီးရင်ကျွန်တော်တို့ကဒီကောင်လေးလာတယ်နော် အဲ့အားလေးကခုနကကျွန်တော်ဒီမှာသုံးသွားနော်အဲပြီးရင်တစ်ဆက်တည်းပဲအဲ့ကောင်လေးလာအဲ့ကောင်လေးကကျွန်တော်တို့ဒီ၃ကျိုးအော် sorry တချိုးခုံခွက်ကိုတစ်ချက်ပြီးမယ်နော်ပြီးရင်ကျွန်တော်တို့တချိုး၅ခွက်ကိုလက်ညှိုးနဲ့ဖြည့်ပြီးတော့တစ်ချက်ပြီးမယ်ရမယ်နော်အဲ့တော့ဒါမျိုးလေးပေါ့အဲပြီးရင်အဲအဲ့အားလေးလည်းလွယ်ပါကျွန်တော်တို့တချိုး၃ခွက်ကိုလက်ညှိုးနဲ့ရွှေ့ပြီးတော့ တစ်ချက်တီးလိုက်အောင်လေနော်တကြိုးအဲလိုပေါ့ရမယ်နော်ပြီးရင်အဲအဲ့ဟာလေးပြန်တီးပြမယ်음အဲ့ဟာကကျွန်တော်တို့တကြိုး၃ဘက်ကိုလက်ညှိုးနဲ့ဖိထားတဲ့အတိုင်းကိုမှကျွန်တော်နှစ်ချက်တီးမှာတကြိုးပြီးရင်ကျွန်တော်တို့တကြို၅ခွက်ကိုလက်တကြွနဲ့ဖြည့်ပြီးတော့တစ်ချက်တီးမယ်။ ပြီးရင်တကြိုး၃ဘွက်ကိုလက်ညှိုးနဲ့ဖိပြီးတော့တစ်ချက်တိမယ်။ရမယ်နော်။ရမယ်နော်။ပြီးရင်အကောင်ကကျွန်တော်တို့တကြိုး၅ဘွက်ကိုလက်တကြွယ်နဲ့ဖိထားပြီးတော့တစ်ချက်တိပြီးတော့တကြိုးခုံဘွက်ကိုဆက်လိုက်ဆွဲမှာနော်။ရမယ်နော်။အဲပြီးရင်ကျွန်တော်တို့ကတကြိုး၅ဘွက်ကိုလက်ညှိုးနဲ့ဖိပြီးတော့တစ်ချက်ပြန်တိမှာပါနော်။အဲ့လိုပါ။ ရမယ်နော်အဲ့တော့ဒီကနေတည်ကြည့်မယ်ရပါလားဟုတ်ပြီနော်အဲ့တော့ဒီနေရာလေးကနေတည်ကြည့်အောင်ရမယ်နော်ပြန်ကြည့်ကြည့်မယ်ဟုတ်ပြီနော်အဲ့ဆိုရင်အဲ့ထိကျွန်တော်တို့ စအနေပြန်သွားမယ်เนาะစမယ်ဖြည်းဖြည်းလေးပဲဒီမယ်เนาะ င်ကျွန်တော်တို့ကအဲ့ဒီရပြီနောက်ပြီးတော့ကျွန်တော်တို့ကဒီဟာလာတယ်ပေါ့နော်အဲ့ကောင်ကကျွန်တော်တို့ဒီဒီတီးရလွယ်တယ်ဗျပဇက်နဲ့ပြောမယ်ဆိုရင်နည်းနည်းရှုပ်တယ်အဲ့တော့ကျွန်တော်ဟိုဘယ်လိုလဲဆိုတော့ကျွန်တော်ရှင်းအောင်ပြောမယ်ဆိုရင်ကျွန်တော်လက်ညှိုးနဲ့တစ်ကျိုးငါးဘွက်ကိုဖိထားပေါ့နော်လက်ညှိုးနဲ့နော်တစ်ကျိုးငါးဘွက်ကိုဖိပြီးတော့တစ်ကျိုးတစ်ချက်လေးလိုက်အဲတီးပြီးတော့ကျွန်တော်တို့ဒီလက်တကြွယ်နဲ့တစ်ကျိုးခုံဘွက်ကိုပေါက်ချမှာနော် တကြို့ဒီဟာဒီဒီတဘာလုံးကကျွန်တော်တို့ဒီတစ်ချက်ပဲတီးမှာညာဘက်လက်ကတကြို့တစ်ချက်တီးပြီးတော့ကျွန်တော်တို့အဲကျန်တဲ့ဟာတွေကြောက်ကျွန်တော်တို့အဲ့လိုလက်ကလေးနဲ့ဟော sorry လက်သကြွယ်နဲ့ကျွန်တော်တို့ကဒီတကြို့ခုံကွက်ကိုပေါက်လိုက်ကုတ်ချလိုက်ပေါက်လိုက်ကုတ်ချလိုက်ပေါက်လိုက်ကုတ်ချလိုက်အဲအတိုင်းလုံးပါအဲအတိုင်းကိုအလုံးပေါင်းကျွန်တော်တို့21ချက်ပေါ့နော်21ချက်ဒီပထမတစ်ချက်တီးရရောက်ပါရယ်နော်1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 သုံးလေး၅၆၇၉၀ပတိတိနဲ့သတ္တဝါတွေ၅၆၈၈၃၉၂၁အဲ့လိုမျိုးပေါ့နော်အဲ့လို၂၁ချက်တီးရရမယ်နော်ဒါကျွန်တော်တို့အလွယ်ကျွန်တော်အလွယ်နည်းပြောလိုက်တာပေါ့နော်ဟုတ်ပြီနော်ကျွန်တော်တို့တီးရမယ့်ပုံစံသိရနော်ကျွန်တော်တို့လက်ညှိုးနဲ့တကြိုး၅ဘွက်ကိုဖိထားဖိပြီးတော့တကြိုးတစ်ချက်တီးပြီးရင်ကျွန်တော်တို့လက်သကြွယ်နဲ့တကြိုးခုံဘွက်ကိုအားနဲ့ပေါက်ချမယ်ပြီးရင်ပြန်ကုတ်ချမယ်ပြီးရင်ပြန်ပေါက်မယ်ကုတ်ချမယ်ပြန်ပေါက်မယ်ကုတ်ချမယ်ပေါက်မယ်ကုတ်မယ်ပြောင်းပေါက်မယ်ကုတ်မယ်နော်ဟုတ်ပြီနော် ကျွန်တော်တို့အတိုင်းပုံမှာ22ချက်အတီးပါရရနော်နော်အဲ့အလေးကနည်းနည်းလေးတော့ဟိုကလောက်တယ်နော်မြန်တယ်ပေါ့နော်ရမယ်နော်ဟုတ်ပြီအဲ့ဆိုရင်ကျွန်တော်တို့ကနည်းလေးကိုရမယ်နော်အဲအဲ့ထိကျွန်တော်တို့အဲ့အစားအနေပြန်ကြည့်ကြအောင်နော်ဟုတ်ပြီ ပြီးရင်ကျွန်တော်တို့အဲဒါလေးလာတယ်။ရမယ်နော်။အဲအခါရမယ်ထင်ပါတယ်နော်တန်တန်လေးတော့အဲ့ဒါကကျွန်တော်တို့အဲဘယ်လိုလဲဆိုတော့ကျွန်တော်1ကျိုးရဲ့2ကျိုးရဲ့နော်2ကျိုးလုံးကိုကျွန်တော်တို့လက်ညှိုးနဲ့3ကွက်ပါ။1ကျိုးရဲ့2ကျိုးရဲ့ကိုလက်ညှိုးနဲ့3ကွက်ပါ။2ကျိုးလုံးကိုပြန်လို့ဖိထားတယ်နော်။လက်ညှိုးနဲ့တစ်ချောင်းနဲ့နဲ့ဖိထားတယ်နော်။ဟုတ်ပြီ။အဲ့ဒါကိုဖိထားပြီးရင်ကျွန်တော်တို့ တိကျိုးကိုနော်တိကျိုးကိုဝမ်းကျိုးနှစ်ချက်တီးပါနော်အဲတိကျိုးနှစ်ချက်တီးပြီးရင်ပြီးရင်နှစ်ကျိုးကိုတစ်ချက်တီးမယ်ရမယ်နော်ရမယ်နော်အဲပြီးရင်အဲ့ဒါကကျွန်တော်တို့ဒီလက်တကြွယ်နဲ့နှစ်ကျိုး၅ခွက်ကိုဖြီးပြီးတစ်ချက်တီးမှာနော်ဟုတ်ရမယ်နော်ပြီးရင်ကျွန်တော်တို့ နှစ်ကြိုးလွတ်ကြိုးနှစ်ချက်ဒီမှာနော်နှစ်ကြိုးလွတ်ကြိုးနော်အဲအဲ့ပြီးရင်အဲအဲ့ဟာကကျွန်တော်တို့နှစ်ကြိုးသုံးခွက်ကိုဖြီးပြီးတော့လက်ညှိုးနဲ့ဖြီးပြီးတော့နှစ်ကြိုးကိုတစ်ချက်ဒီမှာရမယ်နော်အဲ့တော့ဒီတန်းဒီတန်းနဲ့ပြန်ကြည့်ကြည့်မယ်ရမယ်နော်ပြီးရင်အဲ့အားလွယ်ပါလေအဲ့အားလေးကကျွန်တော်တို့နှစ်ကြိုးအလွတ်ကြိုးရဲ့ နော်နှစ်ကြိုးတစ်ချက်တိမယ်အလွကြိုးနော်ပြီးရင်သုံးကြိုးအလွကြိုးတစ်ချက်တိမယ်ပြီးရင်နှစ်ကြိုးအလွကြိုးတစ်ချက်ထပ်တိမယ်ရမယ်နော်ပြီးရင်အဲ့ကောင်ကကျွန်တော်တို့နှစ်ကြိုးသုံးဘက်ကိုဖြီးပြီးတော့လက်ညှိုးနဲ့ဖြီးပြီးတစ်ချက်တိလိုက်ပါတော့နှစ်ကြိုးရမယ်နော်ဟုတ်ပြီအဲ့လေးကိုကျွန်တော်အစနေတိကြည့်မယ်အော် sorry ဒီကဒီနေရာနေတိကြည့်မယ် ရမယ်နော်ဟုတ်ပြီအဲ့အပြင်ကျွန်တော်တို့ဆက်သွားမယ်နော်နော်ပြန်ကြည့်ကြည့်မယ် sorry ဟန်ရပါနော်အဲ့ဒါကကျွန်တော်တို့နံပါတ်1ကျိုးကိုပြကျိုးကိုအလွတ်ကျိုးကိုတစ်ချက်တီးမယ်အဲ့ပြီးရင်အဲ့ကောင်ကကျွန်တော်တို့2ကျိုး3ဘက်ကိုလက်ညှိုးနဲ့ဖိပြီးတော့2ကျိုး3ဘက်ကိုတစ်ချက်တီးမယ် ပြီးရင်နှစ်ကြိုးလွကြိုးတစ်ချက်ဒီမယ်။ဒါမယ်နော်ဒါမျိုးပေါ့။အဲပြီးရင်အဲအဲ့ရကကျွန်တော်တို့သုံးကြိုးနှစ်ကွက်ကိုလက်ညှိုးနဲ့ဖိပြီးတစ်ချက်ဒီမယ်။ပြီးရင်သုံးကြိုးလွကြိုးတစ်ချက်ဒီမယ်။အဲရမယ်နော်။အဲပြီးရင်အဲ့ရကကျွန်တော်တို့ဒါလေးနော်။အဲ့ရလေးကကျွန်တော်တို့တစ်အဲသုံးကြိုးနှစ်ကွက်ကိုလက်ညှိုးနဲ့ဖိပြီးတစ်ချက်ဒီမယ်။ ပြီးရင်3ကျိုး4ကွက်ကိုလက်တကြွနဲ့ဖိပြီးတစ်ချက်တီးမယ်။ရမယ်နော်။ပြီးရင်ရလေးလာမယ်နော်။အဲကောင်ကကျွန်တော်တို့ဒီ၄ကျို၄ကွက်ကိုလက်တကြွနဲ့ဖိပြီးတော့တစ်ချက်တီးမယ်။ပြီးရင်၄ကျို၂ကွက်ကိုလက်ညှိုးနဲ့ဖိပြီးတစ်ချက်တီးမယ်။ပြန်လေးကျိုးလေးကွက်ကိုပြန်ဖိပြီးတစ်ချက်တီးမယ်။ပြန်လေးကျိုးလွတ်ကျိုးတစ်ချက်တီးမယ်။ရမယ်နော်။ ြန်လိမ့်မယ်အစားနေအောက်ကနေရပါလားပြန်လိမ့်ကြည့်မယ်နော်ဟုတ်ပြီเนาะဟုတ်ပြီအဲ့ဒါဆိုရင်အဲဒီတရားလေးကနေပြန်ကြည့်မယ်เนาะ ရမယ်နော်အဲ့ဟာပြီးရင်ကျွန်တော်တို့ဒါလေးလာတယ်ဒါလေးပြန်မှတ်မယ်ရမယ်နော်အဲ့ဟာကကျွန်တော်တို့ဘယ်လိုလဲဆိုတော့လက်တကြွယ်နဲ့နော်လက်တကြွယ်နဲ့ဒီနှစ်နှစ်ကျိုးရဲ့သုံးကျိုးရဲ့ဟိုလက်တကြွယ်နဲ့ဒီပြိုင်တူဟိုငါးကွက်မှာဖိမှာပေါ့နော်နှစ်ကျိုးရဲ့သုံးကျိုးရဲ့ဟိုလက်တကြွယ်နဲ့ငါးကွက်မှာဖိချလိုက်နှစ်ကျိုးလုံးနော် ကျွန်တော်တော့ဒီတကြိုးဟာထိလိုက်ပါကြိုးနော်သုံးကြိုးလို့အကုန်ဖိချလိုက်ဖိထားလိုက်ပါနော်ဟုတ်ပြီအဲ့ဒါဆိုရင်အဲအဲ့ဒါဖိပြီးရင်ကျွန်တော်တို့ကနှစ်ကြိုးကိုတစ်ချက်တီးမယ်ပြီးရင်သုံးကြိုးကိုတီးမယ်တစ်ချက်ပြီးရင်နှစ်ကြိုးကိုတစ်ချက်ပြန်တီးမယ်ရမယ်နော်ရမယ်နော်အတိုင်းပြီးရင်ကျွန်တော်လက်သကြွယ်လွတ်ပြီးတော့လက်ညှိုးနဲ့တကြိုးသုံးဘက်ကိုဖိပြီးတော့တကြိုးကိုတစ်ချက်တီးလိုက်ရမယ်နော်ဒါမျိုးပေါ့ ရမလားအဲ့အပြင်ကျွန်တော်တို့ကအဲ့အတိုင်းအဲ့ပုံစံတိုင်းဥမာဒီဘက်ကိုတစ်ခွက်တိုးလိုက်တာပဲเนาะကျွန်တော်တို့လက်တကြွယ်ကဒီခုံခွက်မှာဖြစ်သွားပါเนาะ၃ကြွယ်ရဲ့၂ကြွယ်ရဲ့ခုံခွက်မှာလက်တကြွယ်တစ်ချောင်းနဲ့နဲ့ဖြီးမယ်ဖြီးပြီးတော့ကျွန်တော်တို့၂ကြွယ်တစ်ချက်ဒီမယ်ပြီးရင်၃ကြွယ်ဒီမယ်ပြီးရင်၂ကြွယ်ဒီမယ်ပြီးရင်လက်တကြွယ်လွတ်ပြီးတော့လက်ညှိုးနဲ့အဲ၁ကြိုး၅ခွက်ကိုဖြီးပြီးတော့တစ်ချက်ဒီမယ်၁ကြိုးเนาะအဲလိုပါ အဲ့ပြီးရင်အဲ့ကောင်ကကျွန်တော်တို့ဒီလက်ညှိုးနဲ့တချိုး၃ဝက်ကိုဖိပြီးတော့တစ်ချက်တီးမယ်နော်တချိုးဒါမှမဟုတ်ရမယ်နော်ဟုတ်ပြီအဲ့ဆိုရင်ကျွန်တော်တို့ဒီနေရာနေပြန်တီးကြအောင် ပြီးရင်ကျွန်တော်တို့ကတရားလေးလာမယ်နော် sorry ဟုတ်ပြီအကောင်ကကျွန်တော်တို့ဒီလက်ညှိုးနဲ့၃ဂျိုး၃ခွက်ကိုဖိပြီးတော့တစ်ချက်တီးလိုက်မယ်နော်တီးပြီးတော့၃ဂျိုး၄ခွက်ကိုအဲ့လက်ညှိုးနဲ့ slide ဆွဲလိုက်မှာပေါ့နော်နော်၃ဂျိုးလက်ညှိုးနဲ့၃ဂျိုး၃ခွက်ကိုဖိမယ်တစ်ချက်တီးမယ်ပြီးရင်၃ဂျိုး၄ခွက်ကို slide ဆွဲမယ်နော်တန်တီးပြီးရတဲ့တန်ဆွဲပါနော် ်ရမယ်နော်ပြီးရင်အဲအကောင်လိုက်အကောင်ကကျွန်တော်တို့လက်ကလေနဲ့၃ကျိုး၅ခွက်ကိုဖြည့်ပြီးတစ်ချက်တည်းလိုက်နော်ပြီးရင်လက်သန်းနဲ့၃ကျိုးခုံခွက်ကိုဖြည့်ပြီးတစ်ချက်တည်းမယ်ရမယ်နော်ရမယ်နော်အဲပြီးရင်အဲလက်ညိုးနဲ့၃ကျိုး၄ခွက်ကိုဖြည့်ပြီးတော့၃ကျိုးတစ်ချက်တည်းမယ်ရမယ်နော် sorry အဲ့ဒီရမယ်ပြီးရင် အဲ့လေးလိုက်နော်အဲ့ကောင်ကကျွန်တော်တို့လက်ကလေးနဲ့နှစ်ကျိုး၅ဘွက်ကိုဖိပြီးတစ်ချက်တိမယ်နှစ်ကျိုးပြီးရင်ကျွန်တော်တို့၃ကျိုးခုံဘွက်ကိုလက်တန်းနဲ့ဖိပြီးတော့၃ကျိုးတစ်ချက်တိမယ်ရမယ်နော်နောက်မျိုးဖြစ်သွားမယ်ရမလားပြန်တိကြည့်မယ်အဲ့ဘီအဲ့လိုက်နော်နော် အဲအကောင်ကကျွန်တော်တီးတာကတော့ကျွန်တော်တို့ဒီနှစ်ကျိုးနှစ်ကျိုးရှစ်ွက်ကိုလက်တန်းနဲ့ဖြီးထားတယ်ပြီးရင်နှစ်ကျိုးခုံွက်ကိုလည်းလက်သကြွယ်နဲ့ဖြီးထားတယ်เนาะအဲနှစ်ချောင်းဖြီးပြီးမှကျွန်တော်တို့နှစ်ကျိုးကိုတစ်ချက်တီးလိုက်တယ်ပြီးပြီးတော့လက်တန်းကိုကုတ်ချလိုက်တယ်เนาะ pull off ပေါ့เนาะเนาะအဲတိုင်းတီးရရင်လည်းလက်တန်းမတန်ဘူးဆိုရင်ကျွန်တော်တို့ကဒီ slide နဲ့တီးလို့ရတယ်เนาะเนาะအဲ့ဟာကဘယ်လိုလဲဆိုတော့ကျွန်တော်တို့ ဒီလက်တကျွဲ့နဲ့နှစ်ကျိုးရှစ်ကွက်ကိုဖိပြီးတော့တစ်ချက်တီးလိုက်နှစ်ကျိုးရှစ်ကွက်ပေါ့တီးပြီးတော့ဒီနှစ်ကျိုးခုံကွက်ကိုဖလိုက်ပြန်ဆွဲလိုက်တာပေါ့နော်ကြောင်းညာပေါ့နော်နော်တူတူပဲနော်အတန်းနော်နော်ဒီလိုပဲเนาะဟုတ်ပြီကျွန်တော်တို့ဒီလက်သန်းနဲ့ပဲဒီလိုက်တယ်เนาะညာเนาะအဲပြီးရင်အကောင်ကလက်ညှိုးနဲ့နှစ်ကျိုး၅ကွက်ကိုဖိပြီးတော့တစ်ချက်တီးတယ်နှစ်ကျိုးเนาะ ရမယ်နော်ဒါမျိုးရမယ်နော်အဲအဲ့ဒါပြီးရင်အဲ့ဒါကကျွန်တော်တို့လက်သန်းနဲ့နှစ်ကျိုးရှစ်ခွက်ကိုဖိပြီးတော့တစ်ချက်ပြီးမယ်ပြီးရင်လက်သကြွယ်နဲ့နှစ်ကျိုးခုံခွက်ကိုဖိပြီးတစ်ချက်ပြီးမယ်ရမလားဒါမျိုးပေါ့ရမယ်နော်ရမယ်ဒီအဒီကနေပြန်ကြည့်ကြည့်မယ် ပြန်နေမယ်နော်အဲ့ပြင်အဲ့လေးလိုက်နော်အဲ့အဲ့ကကျွန်တော်တို့အဲနှစ်ကျိုး30ကွက်ကိုလက်တန်းနဲ့ဖိပြီးတော့နှစ်ကျိုးတစ်ချက်တိမယ်ပြီးရင်ကျွန်တော်တို့နှစ်ကျိုး10ကွက်ကိုလက်ခလင်နဲ့ဖိပြီးတော့နှစ်ကျိုးတစ်ချက်တိမယ်ရမယ်နော်အဲ့အဲ့ပြီးရင် ရလိုက်လာရယ်နော်အဲကောင်ကကျွန်တော်တို့နှစ်ကျိုးခုံကွက်ကိုလက်ညှိုးနဲ့ဖိပြီးတော့တစ်ချက်တီးလိုက်တီးပြီးရင်နှစ်ကျိုးရှစ်ကွက်ကိုဆက်လိုက်ဆွဲမှာနော်ရမယ်နော်အဲဒီကနေ့ပြန်တီးကြည့်မယ်အဲပြီးရင်ရလိုက်လာတယ်အဲဟာကကျွန်တော်တို့နှစ်ကျိုး30ကွက်ကိုလက်တကြွနဲ့ဖိပြီးတော့တစ်ချက်တီးမယ်နှစ်ကျိုး30ကိုပြီးရင်နှစ်ကျိုးရှစ်ကွက်ကိုလက်ညှိုးနဲ့ဖိပြီးတော့နှစ်ကျိုးတစ်ချက်တီးလိုက်ရမယ်နော် တော်ရီအဲဒါလေးတွေကတန်စင်လေးတွေကျွန်တော်တို့နားလဲဆွဲပြီးအလွတ်ရနေမှာပို့ပြီးတီးလို့ ਆ လွယ်တာပေါ့နော်အလွတ်မရဘူးခုမှအစိမ့်တသက်ဆိုရင်တော့ကျွန်တော်တို့နည်းနည်းတီးရအတိုင်းပဲတယ်ရမယ်နော်ဟုတ်ပြီအဲဆိုရင်ကျွန်တော်တို့ဒီကနေ့တီးကြည့်မယ်ရမယ်เนาะဟုတ်ပြီအဲဆိုရင်ကျွန်တော်တို့ဒီနေရာလေးကနေတည်ကြည့်အောင် thấy Ya me la, ¿no? Robbie. အဲ့ဆိုရင်ဒါဆိုရင်ကျွန်တော်တို့ intro ပြီးသွားပြီဒီကောင်အစားဆုံးအစားအနေဖြည်းဖြည်းလေးဒီအဆုံးအထိတည်ကြည့်အောင်เนาะတူတူဟုတ်ပြီเนาะစမယ်เนาะ ွင့်ရမယ်เนาะဒါကျွန်တော်ဖြည်းဖြည်းလေးတည်လိုက်တာဗောနော်ဟုတ်ပြီအဲဆိုရင်ဒီ intro လေးကနည်းနည်းတော့ရှည်တယ်ဒါပေမဲ့လွယ်တော့လွယ်ပါတယ်เนาะဖြည်းဖြည်းချင်းကျင်တစ်ခုချင်းကျင်ရမှာပါเนาะကျွန်တော် tab note နဲ့လည်းပြထားတယ် tab note လေးကိုလည်းကြည့်ကျွန်တော်ရှင်းပြတာကိုလည်းနားထောင်ပြီးလိုက်တည်ဗောနော်အဲဆိုရင်အဆင်ပြေပါပါဟုတ်ပြီအဲဆိုရင်ကျွန်တော်တို့ဒီတစ်ချင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်နားမလဲတာရှိရင်ပုံမှန်မှာအဲမေးခဲ့လို့ရရပါတော့နောက်ထပ်ကျွန်တော်တို့ tutorial လောက်ပေးစေချင်တဲ့အချင်းလေးတွေရှိရင်လည်းကွန်မန့်မှာရေးခဲ့ပေးလို့ရရအောင်နော်